ဘယ်ခံရတဲ့လူတွေထဲမှာကျမကိုရွေကျမကိုရွေဆိုပြီးတော့ပျော့ပျော့နေတဲ့ပိပိဗျာအကျွေးမဆက်တဲ့အမာကြီးကတော့ UEC ကသူ့အတနာခံစားကိုပယ်ချလိုက်ပါပြီတဲ့ဗျာအားလုံးပဲမင်္ဂလာပါပဲဗျာကိုဗေဒာရဲ့ပြောရအောင်မယ်ပြန်လဲစတင်ပါကြီးဗျာပြန်လဲစတင်ပါ ီတပည့်ရဲ့ခေါင်းစဉ်၄ကတော့မာအာလာရဲ့စောင်းအိမ်မက်မာအာလာရဲ့စောင်းအိမ်မက်ရာသီဥတုကအခုဆိုလို့ရှိရင်မိုးကုန်ပြီးတော့စောင်းကူးတဲ့ကာလကို ရောက်လာပြီဗျာအလွန်အေးတဲ့ရာသီပေါ့ဗျာအလွန်အေးတဲ့ရာသီအလွန်ချမ်းတဲ့ရာသီဒါပေမဲ့အဲ့လိုအေးတဲ့ရာသီချမ်းတဲ့ရာသီကိုမှမသူများတွေလို့မအေးနိုင်မချမ်းနိုင်ဘဲနဲ့ ခေါင်းမီးတောက်ပြီးပူးနေတဲ့လူတယောက်ရှိပါတယ်ဗျာသူကတော့အာလုံတိပါတဲ့စစ်အာဏာကိုမတရားတင်ထားတဲ့ပူတူတူလေးပါပဲဗျာသူများနဲ့မတူစောင်းနှင်းမာကိုမနစ်ကတဲ့ပူပြီးခေါင်းမီးတောက်နေတာဗျာအဲဘာကြောင့်မနစ်ကလို့ပြောရလဲဆိုလို့ရှိရင်မနစ်ကဒီလိုအချိန်မှာလဲသူခင်ဗျာခေါင်းမီးတောက်ရှာရတာပေါ့ဘာဖြစ်လို့လဲဆိုတဲ့အခါကျတော့နိုင်ငံတကာ ဝေတရားယုံ ICC ကနေတရားစွဲဆိုဖို့ဆိုပြီးဝိုင်းပြီးတော့တင်ပြကြတယ်တောင်းဆိုကြတဲ့အခါမှာတကယ်ကိုအသွေးပြက်ခြောက်ချပြီးတော့ကိုဆောင်းတွင်းမှာမအိနိုင်မစားနိုင်တဲ့ကိုခေါင်းမီးတောက်ခဲ့ရတဲ့အချိန်များအိုင်ဆိုတဲ့စကလုံးကိုတောင်းမှသူခင်ဗျာလန့်နေတာဗျာအဲတိုက်တိုက်ဆိုင်ဆိုင်ဒီနှစ်မှာလဲသူ့ဘဝကအဲ့လိုပုံစံတပတ်ပြန်လဲလာပါပြီဗျာသူများတွေအေးလို့သူများတွေချမ်းတဲ့အချိန်မှာ တကယ်ကိုခေါင်းမိတောက်နေရတာဒီပူတူတူလေးပါပဲဗျာအဲအခုဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့မြန်မာတန်မတ်ကြီးပေါ့ဗျာတော်လန်ရေးမှာပြည်သူနဲ့အတူတကယ်ကိုရက်ရီခဲ့တဲ့တန်မတ်ကြီးဥကျော်မိုးထုံးကိုတိုင်ဗာကုလသမဂ္ဂစီဝေးမှာဒီမင်းအောင်လိုင်းအပါဝင်စစ်ခေါင်းဆောင်တွေမတရားအကြမ်းဖက်မှုတွေလူမျိုးတုံးတပ်ဖြတ်မှုတွေအတွက်ဆိုပြီးတော့ ICC မှာချက်ချင်းဖန်ဝရန်ထုတ်ဖို့ချက်ချင်းတောင်းဆိုပါတယ်ဗျာ ။ဘာဖြစ်လို့ဆိုတော့တစ်နှစ်ကကြာသွားပြီပြီးခဲ့တဲ့နှစ်မှာလဲဒီအရာရှိကိုယ်တိုင်ကလုတ်ပေးပါမယ်ဆိုပြီးတော့ပြောဆိုခဲ့တဲ့အပေါ်မှာထပ်ပြီးအခုဆိုလို့ရှိရင်တန်မတ်ကြီးကတောင်းဆိုပေးတာဗျာပြောချင်တာတော့ဗျာကဘာကနေကဘာတိအောင်တန်မတ်ကြီးကနေပြီးတော့အားလုံးကိုစားတင်ပြပေးလိုက်တဲ့အခါမှာဒီတန်လဲကြာရောထပ်ပြီးတော့ပူတူတူလေးဟာခေါင်းမီးတောက်ပါလေရောဗျာဒါဒီမဲ့လာတယ်မဟုတ်သေးဘူးဗျာထက်ရှိပါသေးတယ်အခုဆိုလို့ရှိရင်ဒီဇင်မာမှာ အဲရွေးကောက်ပွဲပထမပိုင်းလုတော့မှာဆိုတဲ့ခါကျတော့အော်တကယ်အေးတဲ့ຢာဒီကြမှာဒီပူတူတူလေးကရွေးကောက်ပွဲရဲ့အဲလာပြီနောက်ထပ်သူစားခဲ့တယ်ပေါင်စားခဲ့တယ်ကြားဖြန်ရဲ့နောက်တစ်ခု ICC ရဲ့ဒီသုံးခုပေါင်းပြီးတော့သူခင်ညာမှာလဲခေါင်းကပိုးပြီးတော့မိတောက်ရှာပြီးပေါ့ဗျာ ညဘက်ဆိုရင်လည်းမအိမ်နိုင်စောင်းနှွင်းအိမ်မဲ့ကြောက်ကြက်ကလည်းဖြစ်သေးတယ်။ဒါပေမဲ့တိုက်တိုက်ဆိုင်ဆိုင်ပြာအဲသူကသူ့ကိုယ်ကိုဖုံးကန်ကြီးမားတယ်လို့ယူဆထားတဲ့ခါကြတာတကယ်လေးဖုံးကန်ကြီးမားပါတယ်ဗျာ။ဘာဖြစ်လို့လဲဆိုတဲ့ခါကြတာအခုချိန်မှာသူ့အလှဲ့ပေါ့နော်သူ့အလှဲ့မှာတိုက်တိုက်ဆိုင်ဆိုင်တချင်းလေးတစ်ပုတ်ကလည်းသူ့အတွက်ထွက်လာသေးတယ်ဗျာ။အဲ့ဒါကဘာလဲဆိုတဲ့ခါကျတော့အားလုံးလည်းသိပါတယ်မီဒီယာမှာအားလုံးတစ်တော့ဒီပုံမှာပျော်မြူးနေကြတယ်တခြင်းလေး မလောက်ပါနဲ့မလောက်ပါနဲ့ဟိုးစတောမလောက်ပါနဲ့ဆိုတဲ့တချင်းလေးကလည်းသူ့ကိုမြဆောင်းပြီးပြောဆိုဈေးထားသလားမှတ်ရပါတယ်ဗျာစံငိမ်မီအေးသွေးရှိတဲ့မဲလိန်ဇက်ကြီးဆိုပါလားအမျိုးသားအစ်စ်နဲ့ကိုတော့စံငိမ်စံညွန်းနေအေးအသွေးတွေနဲ့ကိုပြည့်မိအောင်အဲအခုဖော်ဆုပ်ထားတဲ့ဟာမဲပေးတဲ့ဆက်အီလက်ထရောနစ်မဲပေးတဲ့ဆက် MEVM ဟဲ့အဆက်ကြီးရဆိုလို့ရှိရင်တကယ်ကိုအည်သွေးပြည့်ဝတယ်ပေါ့ဗျာပြည်တွင်းမှာတကယ်ကိုအဲဒီဒီထွင်တဲ့လူတွေကနေပြီးတော့စနစ်တကျပြည်တွင်းနေထုတ်လုပ်တယ်ပေါ့ဗျာဒါကို तू ကပြောချင်တာအော်အဲ့ဒါကို तू ကပြန်ညွှန်းတယ်ဟာအားလုံးကစစ်စစ်တဲ့ခါမှာတကယ်ကိုစံချိန်စံညွှန်းမှင်တာမှာအမျိုးသားအဆင့်အကိုတကယ်မိပါတယ်ဆိုပြီးတော့အဲဘဘကြီးကိုမြောက်ပင်ပြီးတော့ပြောပြလိုက်တာတကယ်လဲ UEC ကအခုချိန်မှလေတကယ်တမ်း တောက်လျှောက်ဒုက္ခပေးနေတဲ့လူကယူဦးစီပါဗျာကျွန်တော်ကတော့အဲ့လိုပဲပြောခြင်းပါတယ်ဘာဖြစ်လို့လဲဆိုတဲ့ခါကျတော့ဘာဘာကြီးအလိုကြပုတုတူလေးအလိုကြကိုတကယ်ကိုမြောက်ပင်ပြောဆိုအဲ့ဒီဘက်ကလည်းဖားပြအခုဆိုလို့ရှိရင်လေဒီမဲလိန်ဆက်ကြီးကတကယ်ကိုကောင်းပါတယ်ဆိုပြီးတော့လည်းမြောက်ပင်ပြီးပြောဆိုပါသေးတယ်အဲ့သူတို့ကလည်းထင်ပါတယ်ဘာဖြစ်လို့လဲဆိုတဲ့ခါကျတော့သူ့ရဲ့ဘာဘာကြီးလို့ပေါ့နော်သူတို့ကလည်းတီထွင်ဘာဒီကူတွေသူကလှုပ်ချင်တာကိုအဲဘာဘာကြီးအလိုကြသဘောကြတဲ့ဟာပေါ့အဲ့ဒါကြောင့်ရေးကြည့်တယ်ဆိုတာ ယူ ਈ စီကလည်းဖားတတ်တယ်ဆိုတာအဲ့ဒါမျိုးပြောတာဗျ။အော်ကြံသေးတယ်နော်။သူတို့ကထပ်ပြီးထုတ်သေးတယ်။ကြိုတင်မဲကိုစနစ်တကျအဲစစ်စစ်ရမယ်။ဖောင်းကြွားမှုတွေမဖြစ်အောင်အဲအမှန်တော့ဗျပေးမဲ့လူကမရှိတာကြိုတင်မဲကပြီးခဲ့တဲ့ခေါက်တင်မှာလည်းကျွန်တော်ပြောထားပါတယ်လုံးဝပေးမဲ့လူကိုမရှိတာဗျ။မရှိကိုမရှိတာကြိုတင်မဲနေတာဘလို့ပြောပြောချိန်ချိန်6 6ချော့ချော့ပြိမဲ့လူမရှိတာတောင်မှမျက်နှာပြောင်းတိုက်ပြီးတော့ UEC ကဂျိုတင်မဲကို စနစ်တကျစီစစ်အောင်မယ်ဆိုပဲဗျာရှိတယ်မှာတရွက်ရှိတဲ့တရွက်ကိုပဲပြန်ပြီးတော့စီစစ်ရမယ်အနေနာမျိုးပါပဲဗျာအဲ့ဒါဘဘကြီးရဲ့ UEC ပါဗျာခုဆိုလို့ရှိရင်ကျွန်တော်တို့ပြည်သူတွေနဲ့အတူတသားတည်းပါဝင်လာတဲ့တော်လန်ရေးအမှုပညာရှင်အများကြီးပဲဗျာအဲ့ထက်မှာခုဆိုလို့ရှိရင်ဖြူဖြူအဲကျွန်တော်တို့ကမက်ဖြူခေါ်ကြတယ်ဖြူဖြူခေါ်ကြတယ်ကျွန်တော်တို့ဖြူဖြူကြော်သိမ့်မက်ဖြူကတော့ပြည်သူနိုင်ငံမှာကျင်းပတဲ့ ခန္ဓာတစ်ခုမှာတကယ်ကိုပဲအာပတရမြမအေးမြမတွေဒီစစ်အာဏာရှင်ရဲ့လက်အောက်မှာဒုက္ခရောက်နေတယ်ဆိုတဲ့ဟာမတရားဖိနှိပ်ခံရတာတွေလူခွင့်ရေချိုးပေါက်ခံရတာတွေအတွက်ကိုတရားစနစ်တရားကို ပြောပြသွားတာတကယ်ကိုအာရချီးကျူးစရာပါပဲဗျာမြမအမျိုးသမီးပီတာစွာနဲ့ကိုပြည်သူနဲ့တူတကယ်ပါဝင်ခဲ့တဲ့အမှုပညာရှင်ပါပဲဗျာ ဤစကေးကလည်းတကယ်ကိုကောင်းပါလေဗျာပြက်ပြက်သားသားရှင်းရှင်းလင်းလင်းကိုနိုင်ငံတကာမှာအင်္ဂလိပ်စာဤစကေးကိုတစ်ချာကိုပြသွားတာဗျာတကယ်အားရစီရပါပဲရှယ်ပဲပေါ့ဗျာနောက်တဲ့ရှိသေးရဲ့ဗျာနိုင်ငံခေါင်းဆောင်နိုင်ငံခေါင်းဆောင်ဆိုတော့ကျွန်တော် NUG ရခေါင်းဆောင်တွေကလည်းနိုင်ငံတကာရောက်တာခမှာလေတကယ်ကိုညီမအရေးကိစ္စတွေကိုအင်္ဂလိပ်စကားလုံးတွေတကယ်ပြပြတတ်တတ်ဤစကေးတွေနဲ့ကိုတစ်ချာပြောပြသွားတာဗျာအားရစီရပါပဲဗျာတကယ်ပါပဲ ကျွန်တော်ဒေါ်စင်မအောင်တို့အစုံပေါ့ဗျာဒေါက်တာဆာဆာတို့အစအကုန်လုံးအကုန်လုံးတိချာကိုရှင်းပြသွားတာမြန်မာအရေးကိုကဘာကတိအောင်ဆိုပြီးတော့တကယ် easy key ကောင်းတာ share ပဲပေါ့ဗျာအဲ့ဒီချိန်မှာပေါ်လာပြီထုံးစံအတိုင်းအတိုက်အခံအမြဲတမ်းမကောင်းပြောမျိုးစုံပေါ့ဗျာကျွန်တော်တို့ကလူလူကောင်းကောင်းအမေစုကိုတောင်းမှမျိုးစုံပြောပြီးတော့ဘေးရောက်နေတဲ့ ထိုင်ကုန်နေရပြောင်းနေတဲ့ပယ်ထုတ်ခံရတဲ့ပြီးသုံးလုံးပြီးပြီးပြားကရွေးထူတဲ့အမကြီးကသူကလည်းအင်တာဗျူးတဲ့ချိန်မှာ ease gate တွေကိုလွှတ်တာတော့သူတပောက်ချင်းတပောက်ချင်းတပောက်ချင်းလွှတ်တာဒါတွေမဲ့လာတဲ့မဟုတ်ပါဘူးဗျာသူ့တဲ့လက်ဆောင်ထက်တဲ့ပြီးသုံးလုံးကနောက်ထပ်အမတ်အမကြီးအပြာမကြီးတယောက်ပေါ်လာပါတယ်ဗျာသူကလည်းအဖွင့်စကားမှာစလိုက်တဲ့က2025နဲ့စလိုက်တာပါဗျာ ဓာောက်ရှောက်လွတ်လိုက်တဲ့ဤစကေးတကယ်ကိုအားရပါရပါပဲဗျာတကယ်ပြန်ဆန်ရှားတော့အရင်လိုမဟုတ်တော့ဘူးအခုဆိုလို့ရှိရင်ပြီးသုံးလုံးပါတီကလည်းအပြိုင်မဲစွယ်နေတဲ့ချိန်မှာသူကထိတ်ဆုံးမှပြေးနေတယ်ဆိုလားပဲဗျာ USDB လိုက်လို့မမီဘူးပေါ့ဗျာတကယ်တမ်းကြောက်တဲ့ပြည်သူဂျာထဲမှာတော်တော်လာလာလှုပ်လှုပ်ရှားရှားနဲ့မကြောက်တာလည်းသူတို့ပဲရှိတယ်ဗျာကြောက်အောင်လည်းသူတို့ကလည်း နေတက်တာမှော်ဘူးလေဘာဖြစ်လို့ဆိုတော့သူတို့ကလည်းဒီဘက်က USDB ကိုထိုးလဲချသေးတယ်ဗျသူတို့ကတော့ပြည်သူပေါ့ဟိုဘက်ကပြည်သူမဟုတ်ဘူးပြော့ဒီလိုဂလင်သိညမ်းစီရလဲလောက်ဟာသေးတယ်ဗျပါတီပြိုင်ကြားမှာအဲ့ဒါမျိုးကလည်းရှိပါသေးတယ်ဗျပေးလိုက်ပြန်ပြီပေးပြန်ပြီဗျကျွန်တော်တို့ ဇာမုံလာပြီကျော်ဆယ်ရည်အမျိုးသားနေမှာကျွန်တော်တို့ဒီဘက်ကတော့ဗျာအမျိုးသားဇာတိသွေးဇာတိမှန်နေတက်ကြွအောင်သွားကျွန်တော်တို့တော်လိုင်းအင်အားစုတွေကပြောကြဆိုကြတမိုင်းညောင်းတွေပေါ်ထုတ်နေကြတဲ့အချိန်မှာဒုံးဆန်အတိုင်းပူတူတူလေးရသူ့မှာပေးလို့မကုန်တဲ့စုရစိတ်တွေကို သူ့ကိုမာနေတဲ့လူတွေအဲမေဘယ်သီးသီးကအကုန်မော့ဗျာစီးပွားရေးလုပ်ငန်းရှင်တွေနုပညာရှင်တွေတက်ပညာရှင်တွေအဓိကတော့သူ့ကိုမာနေတဲ့လူတွေအတွက်ကို အာပါတရားကို ပေးလိုက်ပြန်ပြီဗျာပေးလိုက်ပြန်ပြီပေးလို့လည်းမကုန်ဘူးလေဗျာသူကစူးတစိုက်တဲ့အကုန်လုံးမှာသူ့မှာအပေါ်ဆုံးอ่ะလေအဲ့ဒါပဲဆိုတဲ့ခါရတော့အဓိကနံပါတ်1အရေးချင်းကသူ့ကိုမာနေဖို့ပဲရေးကြည့်ပါတယ်မာတယ်ဆိုတာနဲ့တန်ပေးလိုက်တာပါပဲအခုဆိုလို့ရှိရင်ဘာမှစီးပွားရေးလောက်ကန်စားလို့မရအောင်ငှားမဲ့လူလည်းမရှိပါဘူးဆိုတဲ့လူရှင်တော်တွေတောင်မှသူ့ကိုမာထားတဲ့အတွက်လူမှုထူးချွန်စုတွေပါရနေပါပြီဗျာ အဲအဲ့ဒါကြောင့်ပြောပါတယ်ပုတုတူလေးလက်ထက်မှာလုတ်တက်ကင်တက်ဖို့ကလည်းအရေးကြီးတယ်ဗျာအဲအဲ့ထက်မှာတယောက်ပါလာသေးတယ်ဗျာဘလို့လဲဆိုတဲ့အခါကျနောင်ချိုမှာပြည်သူတွေကိုထမင်းမှုတွေဝေပြပြီးရုပ်ရှင်တွေရိုက်ပြတယ်ဓာတ်ပုံတွေရိုက်ပြခဲ့တဲ့မောင်မြင်ဟင်းကြီးကတော့ယာရူးတွေဘာတွေတို့ဒစိတ်တွေဘာတွေရပြီးတော့အခုဆိုလို့ရှိရင်သူလဲမှတ်တမ်းဝင်သွားပါပြီဗျာအဲ့ဒါဘဘကြီးကို မတက်ရမယ်ဆိုတာအဲ့ဒါကိုပြောတာဗျာ။ဩနောက်တစ်ခုရှိသေးတယ်ဗျာ။ခုဆိုလို့ချင်းစစ်မှုရန်နှစ်နှစ်ပြည့်သွားပြီဆိုတဲ့အခါကျတော့ဟာနှစ်နှစ်ဆိုတဲ့အတိုင်းတာဆိုတော့နှစ်နှစ်ပြည့်ပြီဆိုတော့ပျော်ကြတာပေါ့ဗျာ။အဲစစ်မှုရန်နှုတ်ထွက်ရတော့မယ်ထင်တယ်။ No 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 မဟုတ်ပါဘူး။စောကြီးတွေကပြောပါတယ်။အသေးထွက်ပဲရှိပါတယ်။အရှင်ထွက်လာရင်တော့နောက်ထပ်၃နှစ်ပေါင်းပြီး ငါးနဲ့လောက်ရမယ်ဆိုပြီးတော့ຢာဒူးတိုးပြီးတော့စီယုံရေးစနေပါပြီဗျာ။အော်ဒါနဲ့ကြာပြီကြာပြီလား။အတနာခံစားတဲ့တနာပါ။ဘယ်ခံရတဲ့လူတွေတဲမှာကျမကိုယွေကျမကိုယွေဆိုပြီးတော့ပျော့ပျော့နေတဲ့ပိပိဗျာ။အကျွေးမဆက်တဲ့အမာကြီးကတော့ UEC ကသူ့အတနာခံစားကိုပယ်ချလိုက်ပါပြီတဲ့ဗျာ။အဲ့တော့ ြီးသုံးလုံးဆိုတဲ့အတိုင်းသူ့ရဲ့ဘဝကတော့ပြီးပါပြီပေါ့ဗျာဒါတင်မဲ့လားတဲ့မဟုတ်သေးဘူးဗျာအဘရဲ့တပည့်ကျော်ပဲလော်တွေကအေးအေးစကမ်းတစ်ခုကိုရပြီဆိုပြီးအာရပါရဓပုံလှလှလေးတွေရိုက်တော့မယ်ဆိုကြကြမှာဝုံငနေအတန်ကြာမလားမပါဓပုံများနဲ့မှတ်တမ်းဝင်သွားပါပြီဗျာ ကိုဗီဒါရဲ့ပြောရအောင်မယ်ဆိုရင်ဒီတစ်ပတ်တော့ဒီလောက်ပါပဲခင်ဗျာနောက်တစ်ပတ်မှာကျွန်တော်တို့ပြန်ဆုံရသေးတာဗီဒါကတော့အသေးစားပြော